ရှင်ကျွန်တော်တစင်ပါ People Spring ကနေပြီးခဲ့တဲ့တစ်ပတ်အတွင်းဖော်ပြခဲ့တဲ့သတင်းတွေထဲကထူးခြားတဲ့သတင်းဖြစ်ရချို့ကိုကောင်းထုတ်တင်ဆက်ပေးတော့မှာဖြစ်ပါရှင်တောင်တော်မြို့ဝင်စစ်စေးရိတ်ခိတ်သုံးခိတ်ကိုတော်လရဲတက်တွေတပြိုင်တည်းစီးနေတဲ့တဲ့ဒေါန်ဆန်းစုကြည်ဦးဝင်းမြင့်နဲ့နိုင်ကျင်းအလုံးလွတ်ပေးဖို့ပြင်သစ်သမရတောင်းဆိုတဲ့တဲ့စစ်ကောင်စီရွေးကောက်ပွဲကိုနယူးဇီလန်အစိုးရလက်မခံကြောင်းထုတ်ပြန်ဖို့လွတ်တော်ဆုံးဖြတ်တဲ့အကြောင်းအပြင်တခြားစိတ်ဝင်စားစရာသတင်းတွေကိုနားဆင်ရမှာဖြစ်ပါရှင်။ မန္တလေးတိုင်းတောင်တာမြို့ဝင်စစ်စရေးဂိတ်၃ကိုတပြိုင်တည်းဝင်ရောက်တိုက်ခိုက်ရမှာစစ်ကောင်စီတပ်ဖွဲ့ဝင်၃ယောက်ထပ်မံတိုက်ဆုံးခဲ့တယ်လို့မြင်းချက်ခရိုင်အမှတ်သုံးတရင်ရဲ့တာဝန်ရှိသူကပြောပါတယ်။နိုဝင်ဘာလ5ရက်မနက်6နာရီဝန်းကျင်ကတောင်တာမြို့ကမကြီးရိုးဂိတ်ဘေးတနိုးတောင်ဂိတ်နဲ့စကြန်းအထွတ်တန်လန်းစစ်စရေးဂိတ်တွေကိုမြင်းချက်ခရိုင်အမှတ်သုံးတရင်ကတပြိုင်တည်းစီးနှင်းတိုက်ခိုက်ခဲ့တာဖြစ်ပါတယ်။တဂိတ်နဲ့တဂိတ်ကအလန်းကွာပြီးစကြန်းအထွတ်တန်လန်းဂိတ်ကတောင်တာမြို့ရဲ့အနောက်ဘက်အထွတ်ဂိတ်ဖြစ်ပြီး မကြီးရိုးဂိတ်ကတော့တောင်သာမြို့အရှိတ်အထွက်ဂိတ်လို့ငင်းချင်ခရိုင်အမှတ်3တရင်ရဲ့တာဝန်ရှိသူကအရှင်းပြပါရယ်မကြီးရိုးဂိတ်ကစစ်ကောင်စီတပ်ဖွဲ့ဝင်တွေထွက်ပြေးသွားပြီးဘန်ကာအတွင်းကနေစစ်တပ်တပ်ဖွဲ့ဝင်3ယောက်ရဲ့အလောင်းတွေကိုတွေ့ကြရတယ်လို့တရင်တာဝန်ရှိသူကအဆက်ပြောပါရယ်ဘန်ကာတွေကိုတော့မီးရှို့ခဲ့တယ်လို့သူကပြောတာပါဘေဒနိုးတောင်ပေါ်ကဂိတ်ကိုဝင်ရောက်တိုက်ခိုက်ခဲ့ရမှာလေစစ်ကောင်စီတပ်ဖွဲ့ဝင်တွေထွက်ပြေးသွားပြီးဘန်ကာ12ခုတည်းကဘန်ကာ12ခုထိသိမ်းဆည်းနိုင်ခဲ့တယ်လို့သိရတာပါ စကြံအထွတ်တန်လန်းကိတ်မှာတော့အပြန်အလှန်ပြတ်ခတ်မှုဖြစ်ပွားပြီးစခန်းကိုတော့မသိမ်းပိုင်နိုင်ခဲ့ပေမဲ့စစ်ကောင်စီတပ်ဖွဲ့ဝင်တွေထွက်ပြေးသွားခဲ့တယ်လို့မြင်းချင်ခရိုင်အမှတ်3တိုင်ရင်ကထုတ်ပြန်ထားတာပါတိုက်ပွဲအတွင်းမှာမြင်းချင်ခရိုင်အမှတ်3တိုင်ရင်ရဲ့ရဲဘော်တယောက်ကြီးထိမှန်တရားရရှိခဲ့ပြီးမစိုးရင်ရဘူးလို့သိရပါတယ်ရှင်ပြင်သစ်သမရအီမန်နျူရယ်မော်ခရမ်ဟာနိုင်ငံတော်ရဲ့အတိုင်းအမြံပုံကိုဒေါန်ဆန်းစုကြည်သမရဦးဝင်းမြင့်နဲ့စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်းဖမ်းဆီးခံခဲ့ရတဲ့ နိုင်ငံရေးအကျဉ်းသားတွေအလုံးချင်းချက်မရှိအမြန်ဆုံးလွတ်ပေးဖို့စာရေးသားတောင်းဆိုခဲ့ပါတယ်။ဒါပြင်စစ်တပ်ရဲ့မတရားဖမ်းဆီးမှုကိုခံနေရတဲ့ဒေါက်ဆန်းစုကြည်ရဲ့အကြမ်းမာရေးအခြေအနေယိုယွင်းလာမှုတင်းလျော်တဲ့အကြမ်းမာရေးဆောက်ရှောက်မှုခံယူဖို့အခက်အခဲကြုံတွေ့နေရတာတွေကိုတားဖြစ်သူကိုထိန်လင်းကပြောပြလို့သိရတဲ့အတွက် အလွန်စိုးရိမ်မိတယ်လို့ပြင်သစ်သမ္မတကစာမရေးသားထားပါတယ်။ပြင်သစ်သမ္မတကနိုင်ငံတော်ရဲ့အတိုင်းအမြံပုဂ္ဂိုလ်စီလိမ့်မှုပြီးစာရေးသားကော ပြင်သစ်နိုင်ငံဂျာယေဝန်ကြီးဌာနရဲ့မြန်မာအထွတ်အထူးကိုယ်စားလှယ် Mr. Christian Lashervi ကတဆင့်ဒေါန်ဆန်းစုကြည်ရဲ့အသားဖြစ်သူကိုထိန်လင်းစီကိုစာပေးပို့ခဲ့တာဖြစ်ပါတယ်။ဒီစာဟာအခုနှစ်ပိုင်းအတွင်းမှာကမ္ဘာထိပ်တန်းခေါင်းဆောင်တူကဒေါန်ဆန်းစုကြည်ရဲ့ဂျမ်းမာရေးနဲ့ပြည်လဲလွတ်မြောက်ရေးအတွက်အလေးထားတောင်းဆိုတဲ့စာဖြစ်ပါတယ်။ပြင်သစ်နိုင်ငံရဲ့တနာဂီယူနာတရားအားပေးမှုနဲ့မိတ်ဆွေကောင်းပိသချင်းတို့အတွက်လှိုက်လိုက်လဲလဲခံစားရကြောင်း ဒါဟာအမှန်တရားငင်းကြရင်နဲ့လွတ်မြောက်ရေတုပ်ကိုနှုတ်ပိတ်ထားလို့မရဘူးဆိုတာကဘာတဝန်းကလူတွေကိုအတိပေးလိုက်တဲ့ခေါင်းဆောင်မှုတရက်ဖြစ်ကြောင်းကိုထိန်လင်းကရေးသားခဲ့ပါတယ်ရှင်နယူးဇီလန်အစိုးရကစစ်ကောင်စီရွေးကောက်ပွဲကိုလက်မခံကြောင်းထုတ်ပြန်ပေးဖို့အဆိုကိုလွှတ်တော်ကကန့်ကွက်သူမရှိအတည်ပြုခဲ့ပါတယ်နိုဝင်ဘာလ9ရက်ကကျင်းပတဲ့နယူးဇီလန်လွှတ်တော်မှာမြန်မာစစ်ကောင်စီရဲ့ရွေးကောက်ပွဲကလွတ်လပ်ပြီးတရားမျှတမှာမဟုတ်တာကြောင့်နယူးဇီလန်အစိုးရအနေနဲ့အဲ့ဒီရွေးကောက်ပွဲကို အတိအမှတ်မပြုလက်မခံတင်ကြောင်းအဆိုကိုလွတ်တော်တက်ရောက်လာတဲ့အမတ် အားလုံးကအထောက်ခံအတည်ပြုခဲ့ကြတာပါလေဘာပါတီကတင်သွင်းတဲ့အဲ့ဒီအဆိုကို Green Party ကလည်းထောက်ခံခဲ့ပြီးနယူးဇီလန်နိုင်ငံခြားရေးဝန်ကြီးကအားလုံးပါဝင်တဲ့အစ်စ်မှန်တဲ့ဒီမိုကရေစီစနစ်ကိုအလိုရှိတဲ့မြန်မာပြည်သူတွေနဲ့အတူဆက်လက်ရည်တည်ကြောင်းပြောကြားခဲ့ပါတယ်လေဘာပါတီကဆွေးနွေးရမှာဆီယာဇဝတ်သားမင်းအောင်လှိုင်ဟာကိုပြည်သူတွေကိုဘုံကျဲတပ်ဖြတ်တာကလေးငယ်တွေအပေါ်ဝင်စာတင်ကြောင်းတွေစေယုံတွေကိုပါမရှောင်ဘုံကျဲနေတာ နေအိမ်တွေကိုမိရှို့တော့ပြည်သူပေါင်း3သိန်းခွဲကျော်နေအိမ်တွေကအထွက်ပြေးနေရတယ်လို့ပြည်သူ16တန်းကျော်ဟာလည်းအငတ်ဘေးရင်ဆိုင်နေရတယ်ဆိုတော့ကို WIMWM နဲ့ WFP တို့ကအချက်လက်တွေနဲ့ကိုးကားပြီးပြောသွားပါတယ်။ဒါကြောင့်မြန်မာနိုင်ငံဟာနေရက်ကနေထွက်ပြေးတိမ်းရှောင်နေရသူအာရှတိုင်းမှာအများဆုံးနိုင်ငံဖြစ်ပြီးကြားဖြတ်တဲ့အမှုရဲ့စေဝါလိုပြဿနာတွေကလည်းစစ်တပ်အာဏာသိမ်းထားတဲ့ကာလမှာအဆိုးဆုံးဖြစ်လာတယ်လို့ပြောပါရရှင်။စစ်ကောင်စီရဲ့ရွေးကောက်ပွဲဝါရဖြတ်တဲ့ ခေတ္တမိုင်းကိုဒုံးဆမိသူများစကားနဲ့ပတ်သက်ပြီးရေးသားထားတဲ့ Director Kopov ရဲ့ post ကို Love Real ပေးတာကြောင့်ဆိုပြီး Director စပြူထုံးတလွင်ကိုစစ်ကောင်စီကအမတရားဖမ်းဆီးလိုက်ပါတယ်။ Director စပြူထုံးတလွင်ကိုဖမ်းဆီးဖို့ပြီးခဲ့တဲ့ရက်ကလေးကစစ်ကောင်စီထောက်ခံတဲ့ Telegram Channel တွေမှာတိုက်တွန်းထားကြတာပါ။ဝါရဖြန့်စကားပြသပြီးနောက်ရမှာ Director Kopov ကပြည်တွင်းကအမှုပညာသမားများတို့ပေးစာဆိုတဲ့ခေါင်းစဉ်နဲ့စစ်တပ်ရဲ့အကြမ်းဖက်မှုတွေကိုကိုယ်တိုင်လိုက်ပြပေးနိုင်ကြောင်းအစချပြီး စစ်ကောင်စီအတွက်ဇကားရိုက်ကူးသူတွေကိုဝေဖန်ထားတာပါအဲ့ဒီ post ကို director စပြွထွန်းတက်လွင်ရဲ့တက်လွင်ဆိုတဲ့အကောင့်က love react ပေးတယ်ဆိုပြီးဖန်ဆီးဖို့တိုက်တွန်းထားခဲ့ကြတာပါစစ်ကောင်စီရဲ့ဝါရဖြန့်ဇကားကိုဝေဖန်လို့ဆိုပြီး director mighty တရုတ်ဆောင်ဂျုံဝင်းထွတ်ဟာသတရုတ်ဆောင်အုံတိုင်းနဲ့ driver အောင်ချမ်းလူတို့ကိုစစ်တပ်ကမတရားဖမ်းဆီးထားတာကြောင့်ဒီဇက်ကားနဲ့ပတ်သက်ပြီးအမှုပညာလောကကနေ၅ရောက်မြောက်ဖမ်းဆီးခံခဲ့ရတာဖြစ်ပါတယ် ဒါနဲ့ပတ်သက်ပြီးမြန်မာတန်အမတ်ကြီးဦးကျော်မိုးထွန်းကတော့စစ်ကောင်စီဟာအွန်လိုင်းပေါ်မှာပြည်သူတွေရဲ့လွတ်လပ်စွာထုတ်ဖော်ပြောဆိုမှုတွေကိုရာဇဝတ်မှုအဖြစ်သတ်မှတ်ဖိနှိပ်နေတယ်လို့အကျဉ်း80မြောက်ကုလသမဂ္ဂအစည်းအဝေးမှာထုတ်ဖော်ပြောကြားသွားပါတယ်ရှင်။ဖေဘိုမြစ်ကြီးနားလမ်းပေါ်မှာရှိတဲ့ကမ်ဘလူမြို့နယ်ဇပယ်နသာစစ်စေးရေးဂိမ်းမှာဖမ်းဆီးခံခဲ့ရသူတွေထဲကလူငယ်၁၀ယောက်ဟာစစ်တပ်နန်းကိုပို့ဆောင်တဲ့လမ်းခုလကနေထွက်ပြေးလွတ်မြောက်လာခဲ့ပါတယ်။ ဒီကတဲ့အော်တိုဘလာတရက်ကစပယ်နသာစစ်စေးဂိမ်းမှာဖက်စီခံခဲ့ရသူတွေထဲကအသက်20ကျော်အရွယ်လူငယ်10ယောက်ကိုကမ်ဘလူးမြို့နယ်အမြောက်တပ်666ဒဲကိုပို့ဆောင်စင်မှာ ထွက်ပြေးလွတ်မြောက်လာခဲ့တယ်လို့ဒေသကာကွယ်ရေးရဲဘော်တူကပြောပါတယ်။အဲ့ဒီလူငယ်တွေဟာစစ်ကောင်စီတပ်ဖွဲ့ဝင်အစောက်တွေကိုတိုက်ခိုက်ပြီးထွက်ပြေးလာတာဖြစ်ကြောင်းနဲ့လက်နက်တွေပါပါလာကြောင်းအဲ့ဒီကာကွယ်ရေးရဲဘော်ကရှင်းပြတာပါ။ထွက်ပြေးလာတဲ့လူငယ်တွေဟာကမ်ဘလူးမြို့နယ်နဲ့ပတ်ဝန်းကျင်ဒေသကဖြစ်ပြီး ခရီးသွားရင်ဇပယ်နတာစစ်စရေးဂိမ်းမှာဖမ်းဆီးခံခဲ့ရသူတွေဖြစ်ပါတယ်။စစ်သားတွေနဲ့ပြစ်စောတိတွေတက်ဆွဲထားတဲ့ဇပယ်နတာစစ်စရေးဂိမ်းဟာခရီးသွားပြည်သူတွေကိုဖမ်းဆီးရမှာနမည်ဆိုးထွက်နေတဲ့ဂေစကန်တစ်ခုလည်းဖြစ်ပါတယ်ရှင်။စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်းအကြမ်းဖက်ဖမ်းဆီးခံခဲ့ရဖို့တဲ့မိုးကုံမြို့ကအရေးပေါ်စရာတော့ဟောင်းနိုဝင်ဘာလ3ရက်နေ့ညနေပိုင်းကပြန်လည်တော့မှုခဲ့ပါတယ်။2021ခုနှစ်မတ်လ17ရက်က မိုးကုတ်မြို့မှာလူမှုဆန္ဒဖော်ထုတ်မှုကိုစစ်ကောင်စီကအကြမ်းဖက်ဖြိုခွင်းခဲ့ရမှာဝန်တားခဲ့လို့ဖန်စီခံခဲ့ရဖို့တဲ့ရေဘူးစရာတော်ဦးအိမ်တကအောင်ရှစ်လကျော်အချင်းချခံခဲ့ရပါတယ်။ပြန်လွလာပြီးတဲ့နောက်ပိုင်းကျမ်းမာရေးမကောင်းခဲ့တဲ့ဆရာတော်ဟာနိုဝင်ဘာလ3ရက်နေ့6:45မိနစ်မှာပြန်လွတော်မူသွားခဲ့ပြီဖြစ်တယ်လို့မိုးကုတ်ဒေသခံတွေကပြောပါတယ်။ရေဘူးစရာတော်ဟာဓမ္မဘတ်တော်သားတွေအာကိုအားထားပြုခဲ့ရတဲ့ဆရာတော်တစ်ပါးဖြစ်တဲ့အတွက်ဆုံးရှုံးမှုကြီးမားကြောင်းနိုင်ငံရေးသမားတွေကပြောပါတယ်။ ဇီယာရိုဟာပရိုက်တာအပြင်စာမတင်နိုင်တဲ့ကလေးတွေအတွက်အခဖက်စာတင်ကြောင်းတွေဖွင့်လှစ်ပေးခဲ့ပြီးအဖိနှိတ်ခံပြည်သူတွေရှေ့ကနေအမြဲရည်တည်ခဲ့တဲ့ဇီယာရိုဖြစ်တယ်လို့တကြွလှူရှားသူကိုသိန်းအောင်မြင်ကလူမှုကွန်ရက်မှာရေးသားထားပါတယ်။ဇီယာရိုပြောင်းလဲတော်မူခဲ့တာမိုးကုံမျိုးအတွက်သာမကပဲမြမအရေးအတွက်ပါဆုံးရှုံးမှုကြီးဖြစ်တယ်လို့သူကဆိုတာပါ။ဇီယာရိုဟာအာနာသိန်းကာလမတိုင်ခင်ကတည်းကနိုင်ငံရေးတကြွလှူရှားသူဖြစ်တဲ့အတွက်အာနာရှင်တွေရဲ့မျက်မှောင်ကျိုးမှုကိုခံခဲ့ရသူဖြစ်တယ်လို့လည်း နေဆက်သူတွေကပြောပါရရှင်အာနာသိန်းစကောင်စီရဲ့မဟာမိတ်ကိုကန်းဒေတာဥက္ကဋ္ဌဟောင်းပေဆောက်ချင်အပေါဝင်ပေမိသားစုဝင်9ယောက်ကိုတရားရုံးကတည်တံချမှတ်လိုက်ပါတယ်။တရုတ်နိုင်ငံတောင်ပိုင်းကွမ်တုံးပြည်နယ်ထဲမှာရှိတဲ့စိတ်ကျင်းမျိုးအလက်တန်းပြည်သူတရားရုံးဟောင်းရာဇဝတ်ကြောင့်ဆွဆွဲချက်တွေရင်ဆိုင်နေခဲ့ရတဲ့ပေမိသားစုဝင်9ယောက်ကိုနိုဝင်ဘာလ၄ရက်မှာတည်တံစီရင်ချက်တွေအသီးသီးချခဲ့တာဖြစ်ပါတယ်။သူတို့နဲ့ကြံရပါတွေအဖြစ်ဆွဆွဲခံခဲ့ရသူတွေကိုတော့ ထောင်ဒဏ်20အပေါင်းဝင်နှစ်ရှည်ထောင်ဒဏ်တွေနဲ့ငွေဒဏ်လိုတီးခြားပြစ်ဒဏ်တွေပါချမှတ်ခဲ့တယ်လို့သိရတာပါ။ဒါ့ပြင်ဆွဲချက်တင်ခံရသူတွေဟာပိုင်ဆိုင်မှုတွေတင်းယူခံရတာ၊နေနေခံရတာမျိုးအခြေအနေတွေနဲ့ပါကြုံရမှာဖြစ်ကြောင်းတရားရုံးဝက်ဘ်ဆိုက်ကဖော်ပြထားခဲ့ပါတယ်။ပေဆောက်ချိန်နဲ့တားဖြစ်သူကိုကန့်ပြည်သူစစ်ခေါင်းဆောင်တူဖြစ်တဲ့ပေရင်ချန်းတို့နဲ့တူရန်လီချန်း၊ဟူရှင်းချန်း၊ချန်ကွမ်းကြီးတို့၅ဦးဟာတည်တံစီရင်ချက်ချမှတ်ခံခဲ့ရပြီး အခြားအမျိုးသား၂ယောက်ကတော့ နှစ်နှစ်ဆိုင်းငံ့ထားတဲ့တည်တံ့စီရင်ချက်တွေနဲ့ရင်ဆိုင်ခဲ့ရပါတယ်ရှင်။ People's Wing ကအပတ်စဉ်တင်ဆက်ပေးနေတဲ့တပတ်အတွင်းထူးခြားသတင်းစီစဉ်ကိုနောက်ဆက်ကြည့်ရှုတဲ့အတွက်ကျေးဇူးအထူးတင်ပါတယ်ရှင်။